ခစ်ဖုံကြီးတွေကတော့ကျင်စရာလဲတကွက်မှမရှိတလို့เนาะជីညိုစရာလဲတကွက်မှမရှိเนาะတကမချောချောမြင်တနာယူမယ်ငမ်းမယ်ပလင်ဘောကနေတရားပေးတွေနဲ့အောက်ကတကမကဇာဘာနဲ့ဘောလီဘောဝတ်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းချာနေပြက်မာနေတဲ့ဖုံကြီးတွေเนาะပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတကမတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှเนาะဟိုပလင်ဘောကနေပြီးတော့တကမရင်သားကြည့်ပြီးတော့မှပြက်မာနေတဲ့ ဟောင်းကြီးတွေကြီးတယ်ပဲသာသနာ क्वे တယ်ဆိုတာအဲ့ဒီဟာမှရှိတော့မှ क्वे တာသာသနာတန်ဖို့မင်းဘာနာလဲလေဥရောပမှာခုဖြစ်နေတာဘာကြောင့်လဲမင်းလိုမဟုတ်မှမင်းလိုအာကျယ်တယ်မို့အလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့စိတ်မကောင်းစရာဗီဒီယိုလေးပဲဗျ ဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဒီကအမားတယောက်ကပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဖုန်ကြီးတွေကိုဖုန်ကြီးတွေဆောက်အပ်တဲ့တီလာဖြစ်တဲ့228သွဲကိုလုံခြုံဖို့နေနေတာတာငါဘတီလာကိုတောင်းလုံအောင်မဆောင်ထိန်နိုင်ကြဘူးလို့ဒါဒီအမားကမြန်မာနိုင်ငံမှာရှိတဲ့ဒါဖုန်ကြီးတွေကိုဖြစ်တင်ဝေဖန်နေတယ်ဗျသူကပေါ့နော်နေ့တိုင်းပိယိပဋ္ဌာန်းနေရွတ်တယ်ငါးပါးတီလာကိုလည်းလုံအောင်စောင့်ထိန်းတယ်လို့သူ့ကိုယ်သူကြေညာသွားသေးတယ်ဗျ ပြီးတဲ့အခါကျွန်တော်မြန်မာနိုင်ငံကဖုန်ကြီးတွေကပလင်မော်တရားတက်ဟောတဲ့အခါအောက်မှာလာတရားနာတဲ့ကောင်မလေးတွေရဲ့ရင်သားတွေကိုပဲကြည်နေတယ်လို့လဲစောစောကားကားပြောလိုက်သေးတယ်ဗျ။ ကျွန်တော်အမြင်ကဒီလိုမျိုးသူပြစ်တင်ဝေဖန်ရှုံချတာဟာကျွန်တော်မြန်မာနိုင်ငံမှာလူအများကိုးကွယ်တဲ့ဗုဒ္ဓဘာသာဗုဒ္ဓသာသနာကိုမိမိန်တော့အောင်လုပ်တယ်လို့ကျွန်တော်တော့ယူဆတယ်ဗျဖခင်ရဲ့သားတော်ဖြစ်တဲ့ယဟန်တန်ဃာတော်တွေကိုဘလောက်တောင်မှုချိုးမြစ်ချိုးစောစောကကလှုပ်လဲဆိုတာကိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအောင်သာလိုက်ကြည့်ပြီးတော့ဗျာနော် ကြီးတရားမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြလဲပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့ကကိုနဘိုတဲကမှကျမကသင်ငန်းဂရုံတုံးပြီးသင်ငန်းဝတ်ထားတယ်ကျမဥတုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ်အဲ့ဒီငါးပါးတီလလုံကြုံအောင်စောင့်ထိန်နေတဲ့ကျမကကရုံတုံးပြီးတော့သင်ငန်းဝတ်ထားတိုင်းသင်ငန်းချုပ်ထားတိုင်းကျမမကတော့ဘူး กระดงกองท่าไรติงงานหุบท่าไรเนี่ยตะชั่วงาบาไม่เปียวเนี่ยตีละ2บ้าเราไม่แย่ได้พุ่งนี้อยู่สิเนาะไอ้တော့လူတွေကဘာမသိညာမသိเนี่ยလူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှာလဲဟုတ်မှာပေါ့ဖုန်ကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့229တွေတော့တိတ်ခါပုတ်ရှိခဲ့အဲ့229တွေမပြောနဲ့ငါးပါးတိလာတော့အဲ့ဖုန်ကြီးတွေစောင့်သိနိုင်လို့လားဟိုជីကြီးကြဲကြဲနဲ့229 နှစ်ရနှစ်စနက်ခုနှစ်သွဲတော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိတာလေဘဲဖုံးကြီးလိုက်နာတာရှိလေခုခက်ပါပြောစမ်းမအောင်ရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တီတကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေကိုမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာတန်ခါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်နေကြတော့ဘယ်လောက်တည်ကျန်နေပြီလဲကျမလည်းစစ်တမ်းမကောက်ထားတော့မသိဘူး နော်တဏ္ဍာဥယေ၅သိန်းကျော်၆သိန်းကြားမှာရှိတယ်၅သိန်းနဲ့၆သိန်းကြားမှာရှိတယ်အဲ့၅သိန်းနဲ့၆သိန်းမှာ220နဲ့8 229သွယ်တော့တိခါပုံမပြောနဲ့၅ပါးသီလစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲအဲ့ဒါလေးပဲပြောမြန်မာနိုင်ငံမှာနော်ဘုန်းကြီးတွေကိုရင်တွေယဟန်တန်ဃာဝင်တွေအများကြီးပဲပြနော် အဲ့ဒါကိုသူကမိကုံးထုတ်လိုက်တာဗျာနော်ဒီ229သွယ်မပြောနဲ့၅ဘာတီလာတော်စောင့်နဲ့ကိုရင်နေဖုံးကြီးတွေပေါ့နော်ဘယ်နှစ်ပါးရှိလဲဆိုပြီးတော့မိကုံးထုတ်လိုက်တာဒါကူတာဘာသာချားတွေကြားသွားရင်တော့တကယ်ကိုနှခုံးရှုံးလိမ့်မယ်လို့ကျွန်တော်တော့ထင်နေဗျာနော်ကိုရဲ့ဘာသာကိုရဲ့သာသနာအတွက်ပေါ့နော်ကောင်းတဲ့အရာတွေကောင်းတဲ့အကြံတွေကိုပဲပေးရမယ့်အစားတနိုင်ငံလုံးမှာရှိတဲ့ဖះသားတော်တွေကိုပြစ်တင်ရှုတ်ချနေပြီဗျာ ကျွန်တော်ကဖြစ်စီကျင်တာကချီမမကောင်းချီမလက်မမကောင်းလက်မလေးပြနော်ငခုံးမတကောင်ကြောင့်တလီလုံးပုတ်တယ်ဆိုတာမဟုတ်သေးဘူးဗျ။ပြောပြော။ညရ90 92 98တွေတော့တိတ်ခါဖို့ကိုမပြောနဲ့နော်ငါးပါးတိပလာစောင့်ထင်းနဲ့ဖုံကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဖုံကြီးထိကတော့ကျင်စရာလည်းတကွက်မှမရှိတလို့နော်ကြီးညိုစရာလည်းတကွက်မှမရှိနော်တကမချောချောမြည်တနာယူမယ်ငန်းမယ် ပလင်ဘောကနေတရားပေးတွေနဲ့အောက်ကတက္ကမကဇာဘာနဲ့ဗောလီဘောငှထားလို့ချင်းပလင်ဘောကနေသင်္ကန်းချာကနေပြက်မာနေတဲ့ဖုံးကြီးတွေနော်ကြည်ပါဦးနော်ပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှနော်ဟိုပလင်ဘောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြက်မာနေတဲ့ဖုံးကြီးတွေကြီးတယ်ပဲနော်ဒါတန်လာ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ကဟိုဖုံးကြီးတွေထဲမှာ ဲ့928တွဲတော့တိတ်ခါပုဂ္ဂိုလ်စောင့်ထိန်နေဆိုတာတီတခုဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံနိုင်မယ်ယုံမယ်နော်ဟုတ်တယ်ကျန်တဲ့ဘုန်းကြီးတွေဘဒူမြန်၅ပါးတီလာလုံတုံတဲ့ဘုန်းကြီး928တွဲဆိုတာစောင့်ထဲမှာပဲရှိတယ်ကဲတငယ်ချင်းတို့ရေတငယ်ချင်းတို့ကြားကြလားမသိဘူးเนาะကျွန်တော်တော့ကြက်သိန်းကိုထားသွားတာပဲဗျပလင်ဘောကိုတက်ပြီးတော့เนาะတရားဟောတဲ့ဘုံကြီးတွေက အောက်ကဇာပားနဲ့ဝစ်လာတဲ့အမျိုးသမီးတွေရဲ့ရင်သားကိုပဲကြည်နေတယ်တဲ့။ကဲဒါကဘလောက်တောင်ဆော့ဆော့ကာကာလှုပ်လိုက်လဲ။သင်္ကန်းဝစ်ထားတဲ့ဖះရဲ့သားတော်တွေကိုစော်ကားလိုက်တယ်လို့သာသနာတော်ကိုအညွန့်တုံးအောင်ဒါရိုက်ချိုးတဲ့ဤတမျိုးပဲဗျာနော်။နောက်တစ်ခါဆရာတော်တပားကလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘာတွေပြန်မိန့်ထားသေးလဲဆိုတော့ကိုတငယ်ချင်းတို့ထပ်မံပြီးတော့ကြည့်ရှုပေးပါအောင်ဗျာနော်။များသွားပြီများသွားပြီအရာများသွားပြီသာသနာဖြတ်မ ငရဲဦးနော်ငရဲဦးဇုကမနော်သာသနာလို့ရှိတဲ့တန်ဃာတို့မင်းဒီမစောကလိုက်တာပြီးတော့သာသနာဝင်ပုဂ္ဂိုလ်လူလူသားတကာတကမကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်တွေကိုသာသနာအပေါ်မှာစိတ်ပေါ့ပါလာအောင်နော်သာသနာအပေါ်မှာစိတ်ပြက်လာအောင်နော်အရေးဆိုင်တွေဖြစ်အောင်မင်းဝါရဖြားလိုက်တာပဲနော်ကိုလူရဟာအဲ့လိုမကြီးရမလဲအဲ့တိုင်းဖြစ်သွားတာပဲ နော်ဟုတ်ပလားမိညာသာသနာဖြစ်မှနော်ဒါပထမဦးဆုံးမျိုးကိုဆွဲတာပဲမင်းကငါးဘက်တိလောက်လုံအောင်ထိနေတယ်လားမှန်ပဋ္ဌာန်းဒေသနာတွေလည်းနေ့တွေနေ့စဉ်ရွတ်တယ်လားပဋ္ဌာန်းရွတ်ပြီးမှပဋ္ဌာန်းရဲ့အတိတ်ဘယ်ကိုနားမလဲတဲ့ဟာမှနော်မင်းရွနေတဲ့ပဋ္ဌာန်းဒေသနာတော်ထဲမှာလေပုရိမာပုရိမာကုတလဓမ္မာပစ္စည်းမာနာပစ္စည်းမာနာအကုတနာဓမ္မာနာကေတင်စီဥပနိတယပစ္စည်းနာပစ္စယောဆိုတာ သဘောပေါက်သလားနားလဲလားဘုရမဘုရိမကုသလာဓမ္မဆိုရှေ့ရှိကကုသိုလ်တဲ့ပစ္စည်းမနာပစ္စည်းမနာနောက်နောက်အကုသိုလ်တဲ့မင်းကငါဟာငါပါတိလလုံတယ်လုံအောင်ထိမ့်နိုင်တယ်နေ့စဉ်ပဋ္ဌာန်းဒီကိုရွတ်နေတယ်ဆိုပြီးမှစိတ်ကြီးဝင်မှန်ဝင်တော်ပြီးမှအခြားသောပုဂ္ဂိုလ်တွေကိုအထင်သေးမြင်သေးစော်ကားမော်ကားပြောတယ်မှန်တာပေါ့ဗျာအဲ့ဒါမင်းအကုသိုလ်ဖြစ်နေမှန်းသိလားမှန်တာပေါ့ဗျာမှန်တာဟာအကုသိုလ်ဖြစ်နေမှန်းသိသလားမင်းဟာလေ ငါးပါးသီလဆိုတာဝရိတသီလဝရိတသီလလုံယုံလောက်နဲ့အပေငရဲကလွတ်တယ်လို့ထင်သလားစာရိတသီလလုံအောင်သထိန်နိုင်မှာနော်ဝရိတသီလဖြစ်တဲ့ငါးပါးသီလလောက်လုံအောင်ထိန်နိုင်ယုံနဲ့မင်းငရဲဦးကလွတ်ပဲလွတ်မယ်လို့ထင်သလားငါးပါးသီလလောက်လုံယုံနဲ့လူကောင်းဖြစ်ပြီလို့ထင်သလားစာရိတသီလကိုပါလိုက်နာကျင့်သုံးနိုင်မှာလူကောင်းလို့ခေါ်တယ်နော်သဘောပေါက်သလား မိကမလူကောင်းလို့မထင်နဲ့နော်အဲ့တော့ပြောကျင်တာကမင်းကပဋ္ဌာန်းဒေသနာတွေယူရပါတယ်မင်းဖိုင်ပြောထားတာက၅ဖိုင်ရှိတယ်ပဋ္ဌာန်းဒေသနာယူရပဋ္ဌာန်းယူရဥမာမို့ပဋ္ဌာန်းယူရဥမာမို့နာမည်ပြောပြောသွားတာမင်းငါဘသီလလုံတယ်လေကြွားသွားတာမိကမင်းဘဝင်မြောက်ပြီးမှခုခုကိုအထင်ကြီးပြီးမှငါကျင့်သုံးနိုင်တယ်ဆိုတဲ့မှန်နဲ့နော်ကုသိုလ်အပေါ်မှာမှန်တက်ပြီးမှမင်းအကုသိုလ်တွေပွားနေတယ်လူ့မှာမှာ နော်ဟုတ်ပလားမင်းသာလာဖြတ်တာဗျာသာသနာဖြတ်မှာနော်ငါပြောပြမယ်နော်ဥရောပမှာနော်ခရိယန်သာသနာနော်ယနေ့ဘယ်လိုဖြစ်နေတဲ့အရာဘာဘာကြောင့်ထင်တယ်လဲဥရောပမှာယနေ့ဖြစ်နေတဲ့အရာဟာမင်းငါပြောင်းပြောပြမယ်อิสลามภาษาဝင်တွေอ่ะသူတို့ရဲ့ဓမ္မသူတို့ရဲ့ဗလီဆရာတွေကိုမကောင်းကြောင်းမင်းလို public all ပြောလို့မရဘူးเนาะ ဟုတ်မလားအေးဥရောပတွေကခရိယန်တွေကဒီမိုကရေစီဆိုပြီးမှလွတ်လွတ်လပ်လပ်သူတို့ရဲ့ချက်เจ้าကဓမ္မဆရာတွေရဲ့မကောင်းเจ้าတွေကိုမင်းတို့လိုအာအာကျဲအာကျဲနဲ့អော်ပြောလုံးလို့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အဲ့ဒီဘာသာဝင်တွေခရိယန်ဘာသာဝင်တွေဟာသူတို့ရဲ့နော်သူတို့ရဲ့ဓမ္မဆရာတွေအပေါ်မှာသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာကြီးညိုမှုလေးစားမှုတွေပြတ်ထက်ပြီးမှ ဘာသာတရားပေါ်မှာကိုင်းဆိုင်မှုလိလာမှုတွေယုံကြည်မှုတွေအားနည်းလာတော့ပြီးမှ အချို့ကဘာသာမဲ့အဖြစ်ခံယူသွားတယ်အချို့ကအစ္စလမ်ဘာသာတွေကိုဝင်သွားတယ်ဒီလိုနဲ့ပဲဥရောပဟာလေချက်ကြောင်းတွေကလည်းဗလီရောင်းဖြစ်သွားတာမင်းနားလေလားဟမ်အာရာဒီလိုသာသနာဖြတ်မှတွေရှိလို့ဘာသာတွေပြောက်ကုန်ရတာဗျာနော်မင်းနားလေသလား၆၆လို့အာ၆မနေနဲ့ မင်းရဲ့လှုပ်ရက်ဟာတာသနာဖြတ်တဲ့လှုပ်ရက်စိန်သမာနနဲ့ဘာမှမထူးဘူးနော်ငါပြောပြမယ်ပဋ္ဌာန်းဒီဘာညာရင်နဲ့ရှောက်ကျင်နေသေးတယ်ကိုကိုကိုလူကောင်းလို့ထင်နေလားမင်းငါပြောဦးမယ်နော်တန်ခါဆိုလို့ရှိရဲ့တန်ခါဆိုလို့ရှိရဲ့မဟာယာနလည်းတန်ခါပဲနော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂိင်္ဂနာထဲမှာသင်္ကန်းလေးစီးထားတဲ့ပါရာစီက နော်ကိုချင်းတီလာရဟန်းတီလာမလုံဘဲနဲ့တင်ကန်းလေးစီးထားတဲ့ဟာလေးတော့မှတန်ခါဆိုတာပါတယ်နော်အဲ့ဒီတင်ကန်းစီးထားတဲ့ဟာဒီမရှိတော့မှသာသနာကွဲတာကြားလားနော်229ဆွဲတီလာတဘာမှမရှိခြင်းနေသာသနာဖရားရဲ့အဆုံးအမတပိုင်းတစားကြံနေသေးတယ်တရားဓမ္မအဆုံးအမကြံနေသေးတယ်နော်တင်ကန်းလေးစီးထားတဲ့သူတွေကအဲ့ဒီအဆုံးအမလေးတွေကိုဟောနေသေးတယ်တင်ကန်းလေးလည်းစီးထားသေးတယ်ဆိုရင်သာသနာရှိသေးတယ် ဟာရသတာပင်ခန်းရတန်ဖိုးကိုမင်းနားလေလားနော်တန်ခါဆိုတဲ့ခိုင်းခဏတဲ့မှာအဲ့ဒီမယားနဲ့ဖဲ့အိတ်နေတဲ့တင်ကန်းစီးထားတဲ့မဟာယာနကစအကုန်ပါဆိုမင်းနားလေလားဟွန်းသာသနာ क्वे တယ်ဆိုတာအဲ့ဒီဟာမှရှိတော့မှ क्वे တာသာသနာတန်ဖိုးမင်းပါနားလေလေဥရောပမှာခုဖြစ်နေတာဘာကြောင့်လဲမင်းလို့မဟုတ်မမင်းလို့အာကျယ်လို့မဟုတ်မှန်ပါဗျာငါပြောပြမယ်နော်မင်းပြောတဲ့နော် တတနာလို့မြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေဟာမင်းပြောလို့မင်းတွေ့ခဲ့တဲ့ဖုန်ကြီးကဖုန်ကြီးတွေကလေပါရာဇိကကြလို့တီလတဘာမှမလုံးခြင်းနဲ့အဲ့ဒါက only အကုသို့ only အကုသို့တော့သူပဲတောင်းသွားမှာနော်ငရဲကိုတော့သူပဲသွားမှာမင်းအခုအော်ပြောလိုက်တာက public အကုသို့နော်မြန်မာနိုင်ငံထဲမှာရှိတဲ့ဘာသာရေးအသိစိတ်မခိုင်မာသေးတဲ့သူတွေအကုန်လုံးကိုမင်းငရဲဦးတော့အကုန်ဆွဲခေါ်သွားတာမှန်တာပေါ့ဗျာနော်စိတ်စမာနာတဲ့ဆိုတဲ့ မင်းကစိတ်စမာနာတပည့်စိတ်စမာနာနဲ့ဘာမှမထူးဘူးလူယုံမှာပဲဖေနော်နောက်တစ်ဆက်ပြောပြအောင်မယ်မင်းကအဲ့ဒီကတရားဟောတဲ့ဒကမာကြီးကိုဖမ်းလို့မင်းကမခံကြတာလားအေးငါပြောပြမယ်အေးတရားဟောတဲ့ဒကမာကြီးအကြောင်းကိုလည်းပတ်သက်လို့ငါပြောပြမယ်လူသားနဲ့ပတ်သက်လို့ဓမ္မသနာပလင်ကြီးကိုအဲ့လောက်ထီကြီးတက်လို့မကောင်းဘူးအေးတရားဟောတဲ့သူကအမြင့်မှာထိုင်ရမှာဆိုတာလက်ခံတယ်မင်းသိသလားမန္တလေးမှာဥလာသိမ့်ဘိတ်မှာဆိုတာ ဥလသိဟာလူဘုတ်ကြောင့်တရားဟောသွားတာဒါပေမဲ့ဓမ္မတနပလင်ဘောကိုတက်ပြီးဟောတယ်လို့ကြားဘူးသလားဟွန်းတာမန်ခုံကသူထိုင်ဖောက်သွားတာနော်ဟုတ်ပလားနောက်ပြီးတော့မင်းတို့မင်းတို့ငါပြောပြအောင်မယ်လက်ဒီဆယ်တော်ကြီးရဲ့တပည့်တကားနော်အနာဂံဆရာတက်ကြီးဆိုတာအနာဂံဆိုင်နေတဲ့ပုဂ္ဂိုလ်လို့ပြောထားတယ်နော်ဟုတ်လားအနာဂံဆရာတက်ကြီးဟာဝိပဿနာတရားကြီးဟောသွားတာ နော်ဥလသိင်္ဂသုတ်တံတရားဟောတာအဲ့ဒီအနာဂံဆရာတက်ကြီးဟာဝိပဿနာတရားဝိပဿနာစစ်စစ်တရားတွေကိုဟောတာဓမ္မတနာပလင်ပေါ်မှာတက်ပြီးဟောတယ်လို့ကြားဘူးသလားတမိုင်းလိုက်ကြည့်လိုက်နော်ဓမ္မတနာပလင်ပေါ်ဟောတက်ပြီးဟောတယ်လို့ကြားဘူးသလား ကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့တလောက်ပါပြန်နော်ကျွန်တော်ဗုဒ္ဓဘာသာဝင်နေအထုံးမြတ်တာကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့သားတော်တွေကို DND ကစော်ကားလိုက်တာပြန်နော်စောနာဆရာတော်ပြောသားတယ်လို့ပဲဗုဒ္ဓဘာသာအခြေခံမခိုင်သေးတဲ့သူတွေဆိုရင်ဒါလုံးဝကိုစိတ်ပြောင်းလဲသွားနိုင်နေပြန် သူ့ရဲ့ရည်ရွယ်ချက်ကကျွန်တော်ဗုဒ္ဓဘာသာဗုဒ္ဓသာသနာကိုယ်ပြောက်သွားစီခြင်းနဲ့ရည်ရွယ်ချက်ဖြစ်လိမ့်မယ်ဗျဒါကြောင့်မလို့ကြည်နေကျွန်တော်ရဲ့တငယ်ချင်းတွေလည်းနော်သူ့ရဲ့စကားကိုလုံးဝမယုံကြနဲ့ဗျဆရာတော်ပြောသွားတာကတော့လုံအောင်ကိုနီလန်းကြတယ်ဗျာနော်တာသနာကွယ်တွေဆိုတာကခန္ဓာကိုယ်မှာသင်ငန်းလေးတစုံတစမှမရှိတဲ့အချိန်မှဒါတာသနာကွယ်မှာဗျာနော်ခန္ဓာကိုယ်မှာသင်ငန်းလေးတစုံတစရှိနေတွေ့ဒါတာသနာတော့မကွယ်ဘူးဗျာ ီလိုလူမျိုးတွေဒါเนาะများများပေါ်လာမယ်ဆိုရင်ဗုဒ္ဓဘာသာနိုင်ငံကြီးကစိုးရင်စရာပဲဗျမွန်ပြည်နယ်မှာဟိုတလောကဖမ်းသွားတဲ့ပိဋကတ်သုံးပုံမဲတော်ကြီးကိုဖမ်းလို့သူကမကြည်နပ်ဘူးဖြစ်နေတယ်ဗျเนาะသူ့ကိုကြည့်ရတာအဲ့ဒီပိဋကတ်မဲတော်ကြီးနဲ့ညီမာများဖြစ်နေလားမသိဘူးဗျကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းပါများပြောချင်သေးလေဗျတငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းကျွန်တော်ရဲ့အောက်မှာ comment လေးနဲ့ share ပေးသွားခဲ့ပါအောင်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်းဆုံတွေ့ကြပါဦးမယ်ဗျာနော်